မင်္ဂလာပါရှင်ခေတ္တတလီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုံအနေနဲ့မုံရွာမန္တလေးလမ်းပိုင်းမှာကျင်းနီရန်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်ကားဓာတ်စီတိမ်မောက်ပြီးစစ်ကောင်စီတပ်သားများထိခိုက်မှုများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်သကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာကျင်းနီရန်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာကားဓာတ်စီတိမ်မောက်ပြီးစစ်ကောင်စီတပ်သားများထိခိုက်မှုများပြားကြောင်းလျှက်စီတပ်ခွဲမုံရွာခရိုင်အမှတ်စနစ်တိုင်းရင်တပ်ခွဲသုံးပါပုံမိုးကျိုးကပြောပါရယ်ဖေဖော်ဝါရီလ29ရက်နေ့မနက်9:30မိနစ်ခန့်မှာမုံရွာမန္တလေးလမ်းပိုင်း င်းတနီးယားမှာအကြံဖတ်စစ်ကောင်စီတပ်သားများလုံခြုံရေးအဆောင်ရှောက်တီနဲ့ဂျီနီများတည်ဆောင်လာတဲ့ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့တွေကအသင်းဆောင်ကြုံပြီးပရိသာအတွဲလိုက်မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ရာဂျီနီကတစီတိမ်မှောက်ပျက်စီးသွားပြီးအခြားဂျီနီကတစီခေါင်းပိုင်းထိခိုက်ကျမှပျက်စီးခဲ့ကြောင်းသိရပါတယ်။ကာကောင်ပိုင်းထိခိုက်ပျက်စီးသွားတဲ့ဂျီနီကကိုအကြံဖတ်စစ်တပ်ကလုံခြုံရေးအများပြားနဲ့ပြန်လည်ပြုပြင်ပြီးရဲ့နောက်ဆက်လက်မောင်းနေသွားကတိမ်မှောက်နေတဲ့ကာကိုလက်ရှိအချိန်ထိမုံရမန္တလေးလမ်းပိုင်းမှာပြုပြင်နေစေဖြစ်ကြောင်းသိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပေါ် ွားပြီးရောက်အကြံဖတ်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တော့လဲတော်လိုင်းရှေပေါ်များအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်ကောင်စီတပ်သားအများပြားထိခိုက်ခဲ့ပြီးခြောက်မျိုးစေယုံကြီးမှာအရေးပေါ်စေကူတာမှုခံယူနေပြီးတရားပြန်ထန်တဲ့စစ်သားတွေကိုဒီကနေ့ညနေပိုင်းမှာမန္တလေးကိုပို့ဆောင်မှုလုပ်ဆောင်နေကြောင်းသိရပါတယ်ကာကောင်ပိုင်းထိခိုက်ပျက်စီးသွားတဲ့ကျင်းနီတဲ့ကားကိုတော့စစ်ကွေးလုံခြုံရေးအများပြားနဲ့ပြန်လဲပြုပြင်ပြီးနောက်ဆက်လက်မောင်းနှင်သွားတဲ့တိမ်မောက်နေတဲ့ကားတွေကတော့ခြောက်ဦးနဲ့မြင်းမှု မျိုးအကြားလမ်းပိုင်းတနေရာမှာရှိနေသေးတဲ့စစ်ကွေးအများပြားထိခိုက်မှုရှိပါတယ်။ချောင်းဦးမျိုးစေယုံကြီးမှာအရေးပေါ်စေကူတာမှုခံယူနေတယ်။အခြေအနေမကောင်းတဲ့စစ်ခွေးတွေကိုတော့ဒီကနေ့ညနေပိုင်းမန္တလေးပြန်တဲ့ကြမယ်လို့သိရတယ်လို့လျှက်စီတက်ခွဲမုံရွာခရိုင်အမှတ်၁၂တိုင်ရင်တက်ခွဲသုံးမှာဘုံမှုကျော်ကပြောပါရတယ်။အဆိုပါတိုက်ခိုက်မှုကိုလျှက်စီတက်ခွဲ နွေဦးဘရာတာကော်လန်နဲ့ရိုက်ရဲ့တိုက်ကဖိုးဆလင်းကြီးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့သမရဟောင်းဦးထင်ကျော်ကိုအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ထားမှုပေါ်တရားမျှတမှုရှာဖွေရေးကော်မတီ NND ကဖွဲ့စည်းမယ်ကြောင်းတင်ဆက်ပေးပါမယ်။ရိုဟင်ဂျာလူမျိုးတုံးသက်ပြတ်မှုအတွက်စစ်တပ်နဲ့မင်းအောင်လိုင်ကအဓိကတရားခံလို့ NND ပြောခွင့်ရပုဂ္ဂိုလ်ကပြောဆိုပါတယ်။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမရဟောင်းဦးထင်ကျော်ကိုအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ထားမှုပေါ်တရားမျှတမှုရှာဖွေဖို့တုံးရေးကော်မတီ Committee Justice Seeking Committee for Dr. Aung San Suu Kyi ရဲ့ဦးတင်ကျော်ကို NLD ပါတီကဖွဲ့စည်းမှာဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုတ်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးထွန်းမြင့်ကပြောပါတယ်ပါတီကနေတရားမျှတမှုရရှိဖို့အတွက်ကော်မတီဖွဲ့စည်းသွားမှာဖြစ်ပြီးတော့ဥပဒေပညာရှင်တွေတကယ့်ကိုအမှုနဲ့ပတ်သက်ပြီးထဲထဲဝင်ဝင်နီနီကက်ကက်ဆောင်ရွက်ခဲ့တဲ့ပုံကိုယ်တွေ CWC မှာတာဝန်ရှိတဲ့ပုံကိုယ်တွေပညာရှင်တွေအကြံဉာဏ်ပေးနိုင်တဲ့သူတွေထည့်ဖွဲ့သွားမှာပေါ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာစစ်တမ်းရဲ့လှုပ်ဆောင်ချက်တွေနဲ့အမေ င်ပေးပိုင်ခွင့်ကတက်မတော်ကာကွယ်ဦးစီးချုပ်မှာပဲရှိရင်အယက်သားအစိုးရမှာတာဝန်မရှိဘူးပြည်ထရေးကာကွယ်ရေးနဲ့နယ်စပ်ရေးဝန်ကြီးတွေကိုအယက်သားအစိုးရကခန့်ပိုင်ခွင့်မရှိဘူးစစ်စင်ရေးမှာလည်းအယက်သားအစိုးရကစီမံပိုင်ခွင့်မရှိဘူးလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘိုဟိုအလုတ်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးထွန်းမြင့်ကပြောဆိုပါတယ်လက်ရှိဒေါအောင်ဆန်းစုကြည်မှာစစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံရပြီး၎င်းကိုယ်တိုင်ဖမ်းဝရမ်းနဲ့တရားရုံးကိုပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိကြောင်းဖမ်းဆီးခံရတဲ့လူထုကောင်းဆောင်ကိုဖမ်းဝရမ်းထုတ်မှုကမဖြစ်တဲ့နယ်ကိစ္စဖြစ်ကြောင်း၎င်းကပြောဆိုပါတ ိန်2008ဖွဲ့စည်းပုံအောက်ကလုပ်ခဲ့တဲ့ အခြေအနေအခုချိန်ဒီလဲစစ်တပ်ရဲ့ဖမ်းဆီးချုံနောက်မှုကိုခံထားတဲ့အချိန်မှာဖမ်းဝရမ်းထုတ်ပြီးတရားစွဲဆိုတာကတော့စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အချိန်မျိုးတော်လှန်ကာလမှာတော့မဖြစ်သင့်ဘူးလူမျိုးတုံးတက်ဖြတ်မှုကိုအ धिक ကျူးလွန်သူကစစ်တပ်နဲ့မင်းအောင်လှိုင်ပဲလို့၎င်းကဆိုပါတယ်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာကမ်ဘီယာနိုင်ငံရဲ့မြန်မာနိုင်ငံကိုတရားစွဲဆိုခဲ့တဲ့လူမျိုးပြုံးတိစေမှုဆိုင်ရာ convention ကိုအခြေခံတဲ့အမှုနဲ့ဆက်လင်းပြီး2019ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာရွှေကောက်ခံရှက်တာအစိုးရဖွဲ့ရဲ့ကောင်းဆောင်နေနဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည် ီကိုတိုင်တက်ရောက်ရှင်းလင်းပြောကြားခဲ့ကြောင်းဒေါအောင်ဆန်းစုကြည်က2008ဖွဲ့စည်းပုံခြေခံဥပဒေကိုလိုက်နာရတဲ့ရွှေကောက်ခံအစိုးရဖြစ်ခြင်း2010ဖွဲ့စည်းပုံခြေခံဥပဒေပုံမှ20ခါခွဲရမြန်မာစစ်တပ်ကအယက်သားအစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာရှိမနေပဲတက်မတော့ပြည်ရဲ့ရေနှဲစက်ရဌာနတွေကကာကွယ်ရေးဦးစီးချုပ်ရဲ့ဓာတ်ရိုက်စီမံခန့်ခွဲမှုအောက်မှာရှိနေခြင်းကိုဖော်ပြခဲ့ကြောင်း NND ပါတီကဆိုပါတယ် ဒါအပြင်စစ်တပ်ကောင်ဆောင်တွေက2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာဖွဲ့စည်းပုံခြေကံဥပဒေကိုချိုးဖောက်ပြီးရွှေကောက်ခံအရက်သားအစိုးရဖွဲ့ကောင်ဆောင်တွေကိုဖမ်းဆီးထိန်သိမ်းပြီးအာဏာရယူထားတာကိုထောက်ရှုခြင်းအပြင်စစ်တပ်ကအရက်သားအစိုးရအောက်မှာမရှိတာကိုတွေ့ရှိရမှာဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာတရားရုံးမှာအဲ့ဒီလိုရှင်းလင်းခဲ့တော့လေဒေါအောင်ဆန်းစုကြည်နဲ့ဦးတင်ကျော်တို့ကိုစစ်တပ်ရဲ့စနစ်တကျကျူးလွန်မှုတွေမှာတာဝန်ရှိရလို့အခုသတ်မှတ်ဆွဲဆိုခြင်းကအဓိကတာဝန်ရှိသူစစ်တပ်ကောင်ဆောင်တွေရဲ့တာဝန်ခံမှုကိုမှီးမိန်သွားစေတဲ့အတွက်တရားမျှတမှုဖော်ထုတ်ရေးအတွက် အမိကွန်ထုတ်ပြန်ရဖြစ်ကြောင်း NLD ပါတီကဒီကနေ့ကြေညာချက်မှာဖော်ပြပါရယ်ရိုဟင်ဂျာတွေပေါ်လူမျိုးတုံးသက်ပြတ်မှုဆွဲချက်မှာဒေါအောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့ပါဝင်ပတ်သက်မှုတက်တဲ့အခိုင်လုံးမရှိတဲ့အတွက်ဖန်ဝရန်ထုတ်မဲ့စင်းမှာထည့်သွင်းခြင်းမပြုဖို့2023ဒီဇင်ဘာလမှာတိုင်ကြားသူပရောအဖွဲ့ကအာဂျင်တီးနာတရားရုံးမှာရှောက်ထားခဲ့တာကိုကြားသိရတဲ့အတွက်အတိမတ်ပြုကြောင်းအာဂျင်တီးနာတရားရုံးနေနဲ့ပရောအဖွဲ့ရဲ့အဲ့ဒီရှောက်ထားချက်ကိုလစ်လျူရှုခဲ့ပြီးမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အရစစ်တပ်ရဲ့ရက်တီမှုပုံတံတန်ကိုလေးလာထည့်သွင်းစင်း င်စားမှုလုံဆောင်ဖို့ပြက်ကွက်လျက်ဖန်ဝရန်ထုတ်ခြင်းကထိခိုက်နေတာတွေအတွက်တရားမျှတမှုရှာဖွေပေးရမယ်တရားရုံးရဲ့စင်ကျင်းဆုံးတရားနဲ့အာဂတိအစွဲကင်းမှုအပေါ်ထိခိုက်အားနည်းစေကြောင်း NLD ပါတီကထောက်ပြပါရယ် ဒါကြောင့်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်တဲ့ဒီမိုကရေစီနဲ့လူခွင့်ရေးအတွက်နှစ်ပေါင်းများစွာအချင်းချခံတိုက်ပွဲဝင်ခဲ့ပြီးအခုလည်းအချုပ်နောင်ခံထားကမြန်မာပြည်သူတွေရဲ့တင်ကြတာဖြစ်တဲ့ရွှေကောက်ပွဲအနိုင်ရပါတီကောင်ဆောင်တွေဖြစ်တဲ့လူလူကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကိုအခုလိုဖန်ဝရန်ထုတ်လိုက်ခြင်းကဆေအာနာရှင်ကိုတွန်းလှန်နေကြတဲ့မြန်မာပြည်သူတရက်လုံးစိတ်မချမ်းမွေ့ပွဲဖြစ်နေတဲ့အတွက်ဒေါအောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့ပေါ်ဖန်ဝရန်ထုတ်ခြင်းကိုအာဂျင်တီးနားတရားရုံးအနေနဲ့ပြန်လည်သုံးသပ်ပေးဖို့ NLD ပါတီကတိုက်တွန်းမြစ်တာရက်ခံထားတယ်လို့သတင်းမှဖော်ပြပါရရှင်။ ျံမြို့ပေါ်မှာစစ်တပ်အထိုင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားနှုတ်သေဆုံးနေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကျံမြို့အမှတ်16ရပ်ကွက်ရှိအကျန်းဖက်စစ်တပ်အထိုင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားနှုတ်သေဆုံးခဲ့တယ်လို့မြင်းကျံပလိုက်တက်က MPD တပ်ဖွဲ့ကောင်းဆောင်ပူမိုက်ခဲကပြောပါရယ်။ ဖေဖော်ဝါရီလ25ရက်နေ့လည်း2:45မိနစ်ကမြင်းချမ်းမြို့အမှတ်18ရပ်ကွက်ရှိစစ်သားအင်အား20ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့စခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေပူးပေါင်းပြီးပျောက်ကြားနီးစနစ်နဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။အင်အားက15ရောက်20ဝန်းကျင်လောက်ပဲရှိတဲ့အတော်ကြီးတော့မကြောက်ဘူးပြစ်ပြီးတော့ပြန်ဆုတ်လာတာစကားစအထိုင်မြို့ထဲနဲ့ဘလောက်မှမဝေးဘူးမြို့ရဲ့ဝင်ပေါင်းလို့လည်းပြောလို့ရတယ်။သူတို့အတွက်ခေပေါင်းလို့လည်းပြောလို့ရတယ်။အဓိကမင်းကြတဲ့နေရာဆိုတော့သေဆုံးတာက2ရောက်ပေါင်း25ရက်နေ့ ွားတိုက်ခိုက်တဲ့မှာသတင်းရတာမရသေးဘူးထိခိုက်ဒဏ်ရာကတော်တော်လေးပြင်းတယ်လို့26ရက်နေ့မှာတည်ဆောင်းသွားတယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံဗလတ်တိုက်က MPD တပ်ဖွဲ့ဗိုလ်စားပြောင်ကြားတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခင်းခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် နောက်ထပ်တစ်ပုတ်အနေနဲ့တကောင်စင်းကောင်းနေစဉ်ဓာတ်ဆီလောင်မီရှုခံရတဲ့ရှာအိမ်မှုတင်းဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေါ်ဘုံမြို့နယ်မှာရွှေကောက်ပွဲမင်းစင်အတွက်တကောင်စင်းကောင်းယူနေချင်းဓာတ်ဆီနယ်လောင်ကမီရှုခံရသူ၃ဦးနဲ့ရှာအိမ်မှုဆိုသူကဖေဖော်ဝါရီလ26ရက်ကတင်းဆုံသွားတယ်လို့သိရပါတယ်။စေကုသမှုခံယူနေတဲ့အချိန်စင်းရုံပေါ်မှာပဲတည်သွားတာကြံတဲ့မြို့သမီးနှစ်ယောက်ကစိုးရိမ်နေရတယ်လို့ပြောတယ်။သူတို့ကတော့လက်ရှိအထိတော့စေကုသမှုခံယူနေလုံးပဲလို့ဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့နေ့လယ်ပိုင်းကဒေါ်ဘုံမြို့နယ်ကျေးဇူးရက်ကဓမ္မရှိတ်တာလ န်းရှိနေအိမ်တွေကိုမင်းစင်အတွက်သကောင်စင်ကောက်ယူနေရက်ကွက်ရှာအိမ်မှုဆိုင်အိမ်မှုနဲ့အမျိုးသမီးတအုပ်အုပ်တို့ကိုအဆိုပါရက်ကွက်မှာနေထိုင်သူတအုပ်ကဓာတ်စီလောင်ကမိရှုခဲ့ခြင်းဖြစ်ပါတယ်။ တန်းစီလောင်မီရှိုခံရတဲ့ဖြစ်စဉ်အတွင်းယာအိမ်မူဦးအောင်မိုးဆိုသူမှာမီးလောင်တံရများဆုံးရရှိခဲ့ပြီးစေကုသမှုခံယူနေတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မဲဆင်းလာကောက်တဲ့ယာအိမ်မူနဲ့အပေါင်းပါရင်ကိုဓာတ်စီလောင်ကမီးရှို့ခဲ့သူကလူလက်ပိုင်းရွှေအမျိုးသားဖြစ်ပြီးလက်ရှိအချိန်ထိထွက်ပြေးလွတ်မြောက်နေစဉ်ဖြစ်ကြောင်းသိရပါတယ်။မီးရှို့ခဲ့တဲ့လူကတော့ထွက်ပြေးနေတော့မဲလက်ရှိထိတော့မမိသေးဘူး။သူ့ကိုမမိလို့သူ့ရဲ့မိသားစုကိုချိန်ချမှုတွေလည်းရှိနေရလို့ဒေါပုံဒေသခံတအုပ်ကဆိုပါတယ်။ရန်ကုန်မြို့မြို့နယ်အများစုမှာစစ်ကောင်စီတပ်ကရွှေကောက်ပွဲကျင်းပဖို့နဲ့စစ်မှုရန်စင်း င်အတွက်တက္ကောင်စင်ကောင်းယူမှုတွေကိုအခု2025ခုနှစ်မှာပုံမအားဆိုင်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။အဲဒီလိုစစ်ကောင်စင်ရဲ့ရွှေကောက်ပွဲဖြစ်မြောက်အောင်လှုပ်ဆောင်ပေးနေသူတွေနဲ့စစ်မှုထမ်းစင်ကောင်းယူနေသူစစ်ကောင်စင်တောက်တိုင်းအုပ်ချုပ်ရေးမှုတွေကိုမြို့ပြပြောင်ကြားတဖွဲ့ကလည်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လျက်ရှိရလို့သိရပါတယ်။